င်္ဂလာပါရှင်အခုချိန်ကစပြီးနိုဝင်ဘာလ22ရက်နေ့အတွက် MCDN ရဲ့ပြည်တွင်သတင်းတွေကိုတင်ပြပေးသွားတော့မှာဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းအနေနဲ့မြိုင်ကန်ကြီးရွာကိုစစ်ကောမရှင်တပ်ဘုံကျဲပြည်သူ၅ဦးသေဆုံးပြီး20ကျော်ထဏ်ရာရရှိခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်မကွေးတိုင်းမြိုင်မြို့နယ်ကန်ကြီးရွာကိုအကြမ်းဖက်စစ်ကောမရှင်တပ်ကညတကောင်အချိန်ဘုံကျဲတိုက်ခတ်ခဲ့တာကြောင့်ပြည်သူ၅ဦးသေဆုံးခဲ့တယ်လို့ WeLove မြိုင်ကဖော်ပြထားပါတယ်နိုဝင်ဘာလ20ရက်မနက်7:00နာရီ17မိနစ် အများပြည်သူအိပ်ပျော်နေချိန်မှာမိထီလာလေတပ်ကဂျက်ဖိုက်တာဒဇင်းနဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့်ကလေးငယ်၃ဦးအပါအဝင်အရက်သား၅ဦးသေဆုံးခဲ့ပြီး20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဤအိမ်ဆယ်လုံးလည်းပျက်စီးခဲ့တယ်လို့သိရပါတယ်နိုဝင်ဘာလ3ရက်နေ့ကလေးကမြိုင်မြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့စစ်ကောမရှင်တပ်ဖွဲ့ဟာပေါ့မြို့နယ်အတွင်းဝင်ရောက်သွားခဲ့ပြီးပေါ့မြို့နယ်မှာထိုးနေတဲ့စစ်ကြောင်းနဲ့19ရက်နေ့ကပေါင်းသွားခဲ့တယ်လို့ဆိုပါတယ် စစ်ကြောင်းနှစ်ကြောင်းပေါင်းထားတဲ့စစ်ကောမရှင်ဘူးတွဲစစ်ကြောင်းဟာမြိုင်နဲ့ပေါက်နယ်အဆက်မှာရှိနေပြီးအနီးတစ်ဝိုက်ကကြေးရွာတွေနဲ့ရေနဲ့လုံသားတွေအထူးသတိထားကြဖို့နဲ့မြေပြင်စစ်ကြောင်းထိုးနေချိန်မှာလေကြောင်းတိုက်ခိုက်မှုတွေလှုံ့ဆော်လေးရှိတာကြောင့်သတိကြီးစွာထားကြဖို့မြိုင်အညာမြေရက်ဖက်လူမှုအဖွဲ့အစည်းကတိုက်တွန်းထားပါတယ်ရှင်။အခုဆက်လက်ပြီးအကျန်းဖတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကနီနယ်တရက်ပင်ကြေးရွာက CDM ဆီယာမှာကြာဆုံးခဲ့ရတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်စကိုင်းတိုင်းကနီမြို့နယ်တရက်ပင်ကြီးရွာက CDM ကျောင်းဆရာမတအူကြာဆုံးခဲ့ရတယ်လို့မြို့နယ်ပညာရေးဘုတ်အဖွဲ့ကထုတ်ပြန်ထားပါတယ်။အသက်30အရွယ် CDM ကျောင်းဆရာမဒေါ်ရင်ရင်မြဟာနိုဝင်ဘာလ17ရက်နေ့ကဖြစ်ပွားခဲ့တဲ့အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ကြောင့်တေဆုံးခဲ့ရတာလို့ကနီနယ်ကနိုင်ငံရေးတက်ကြွလှုပ်ရှားသူတအူကပြောပါတယ်။ဒီဖြစ်စဉ်မှာ CDM ကျောင်းဆရာမတေဆုံးခဲ့ရတယ်လို့အသက်60ကျော်အရွယ်အမျိုးသမီးတအူနဲ့အသက်23နှစ်အရွယ်အမျိုးသားတအူထံရရှိခဲ့ပြီးနေအိမ်တချို့လည်းပျက်စီးခဲ့ရပါတယ်။ စကိုင်းတိုင်းကဏီမြို့နယ်တရပင်ကျေးရွာနဲ့မင်းအိုးရွာအကြားမှာတိုက်ပွဲဖြစ်တာမရှိဘဲအကြမ်းဖက်စစ်တပ်ကနိုဝင်ဘာလ18ရက်နေ့ညနေ4နာရီလောက်အချိန်မှာ Jet Fighter 20နဲ့လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် CDM ဆီယာမဒိုရင်ရင်မြဘုံစာထိမှန်ပြီးတေဆုံးခဲ့ရတာလို့သိရပါတယ်။လက်နက်အားကိုလေကြောင်းအားကိုနဲ့လူဖိုးတံတွေပေါ်ရန်ကားရုံမာနေတဲ့အကြမ်းဖက်စစ်တပ်ရဲ့လုံရက်ကိုကဏီမြို့နယ်ပညာရေးဘုတ်အဖွဲ့ကပြင်းပြင်းထန်ထန်ကန့်ကွက်ရှုံချလိုက်ပါတယ်။ အခုလိုအပြစ်မဲ့ပြည်သူတွေနဲ့စီရီယမ်ကျောင်းဆရာဆရာမတွေကျောင်းသားလူငယ်တွေကိုမတရားဖမ်းဆီးတပ်ဖြတ်နေပြီးကျေးရွာတွေကိုအကြောင်းမဲ့လေကြောင်းတိုက်ခိုက်နေတဲ့လူသက်မီရှိုအကြံဖတ်စစ်တပ်ကိုတိတိယောက်ယောက်အရေးယူပေးဖို့ကဏီမြုပ်နယ်ပညာရေးဘုတ်အဖွဲ့ကတော်လရေးဥဆောင်အဖွဲ့စည်းတွေအပါအဝင်နိုင်ငံတကာအစိုးရတွေနဲ့နိုင်ငံတကာအဖွဲ့စည်းတွေကိုတိုက်တွန်းတောင်းဆိုထားပါတယ်ကဏီမြို့နယ်ပညာရေးဘုတ်ဖွဲ့အနေနဲ့လည်းလူမဆန်စွာရက်ဆက်ရုံမာနေတဲ့အကြမ်းဖက်စစ်တပ်ကိုအမြင့်ဖြတ်ချေမှုန်းရေးနဲ့ Federal Democracy ပြည်အောင်စုတည်ဆောက်ရေးအတွက်ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်သွားမယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။ အခုတခါမုံညင်းမြို့နယ်နမ်းမမြို့မှာရဲစခန်းကို KIA ပူးပေါင်းတပ်ကတိုက်ခိုက်စစ်ကောင်စီဘက်2ဦးသေဆုံး KIA တရင်44နဲ့မြေအတွင်းဘုံနှစ်ကြိမ်ကျဲချဆိုတဲ့သတင်းအကြောင်းအရာကိုတင်ပြပေးပါမယ်။ကချင်ပြည်နယ်မုံညင်းမြို့နယ်နမ်းမမြို့မြို့မရက်ကွက်မှာရှိတဲ့နယ်မြေရဲစခန်းကိုနိုဝင်ဘာလ16ရက်နေ့မနက်9နာရီလောက်မှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာတနအီနီဘာနှစ်ဖက်ပြင်းထန်စွာပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းဒေသတွင်နေအရာသိရပါတယ်။ အဆိုပါရဲစခန်းမှာဒေသခံရဲတပ်ဖွဲ့ဝင်တွေအပြင်အကြံဖတ်စစ်ကောင်စီတပ်နဲ့ရှမ်းပြည်တပ်မတော် SNA ပူးပေါင်းတပ်တွေအထိုင်ချထားတဲ့နေရာဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်အ ਨੇ ဆုံး2ဦးသေဆုံး2ဦးကနေ3ဦးထိဒဏ်ရာရရှိခဲ့ပြီးအလောင်းတချို့ကိုတော့စစ်ကောင်စီဘက်ကပြန်လည်တည်ဆောင်သွားနိုင်ခြင်းမရှိဘဲထွက်ပြေးသွားခဲ့ကြတယ်လို့သိရပါတယ်။ နမ်မရဲစကန်တိုက်ခိုက်ခံရမှုအပေါ်လက်တုံပြန်တဲ့အနေနဲ့နိုဝင်ဘာလ20ရက်နေ့မနက်9နာရီလောက်မှာတရအူးလေတပ်ကနေ Jet Fighter 20နဲ့ KIA တရင်44နည်းမြေအတွင်ဘုံနှစ်ကြိမ်ကျင်းချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဘုံတွေဟာတပ်စခန်းတွင်းကိုမကြဘဲအရင်တွေရသည့်တုန်းကစစ်တင်တန်းပေးခဲ့တဲ့ training ကွင်းအဟောင်းနဲ့လမ်းမကြီးအနီးမှာကြာရောက်ပောက်ကွဲခဲ့ပြီးလူထိခိုက်မှုတော့မရှိခဲ့ဘူးလို့ KIA ဘက်ကအတည်ပြုထားပါတယ်။ အခုနှစ်အတွင်းနမ်မမြို့မှရဲစခန်းကို KIA ပူးပေါင်းတပ်ကဒုတိယအကြိမ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအရင်ဩဂုတ်လ16ရက်နေ့ကလည်းရဲတပ်ဖွဲ့ဝင်2ဦးသေဆုံးခဲ့ပါသေးတယ်ရှင်။ဆလဘီတမိုင်းတရခဲမဖြစ်အောင်အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့ KNU နှိုးဆော်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။စစ်ကောင်မရှင်ကကျင်းပပြုတ်လုသွားမဲ့အတူရောင်ရွေးကောက်ပွဲကိုကော်တူးလီနဲ့မြမတပြည်လုံးမှရှိတဲ့တိုင်းရင်းသားပြည်သူတရက်လုံးကန့်ကွက်ဆန့်ကျင်ကြဖို့ကရင်အမျိုးသားအစည်းအရုံး KNU ကတိုက်တွန်းနှိုးဆော်ထားပါတယ် မိုင်းတရခံမဖြစ်ဖို့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ဆိုဆိုကအချက်၅ချက်နဲ့ရွေးကောက်ပွဲဟာမစစ်မမှန်အတူရောင်ရွေးကောက်ပွဲသာဖြစ်တယ်လို့ထောက်ပြထားပါတယ်စစ်ကောင်မရှင်ဟာရွေးကောက်ပွဲကျင်းပဖို့အခွင့်အာဏာမရှိတာကြောင့်သူတို့ပြုလုပ်တဲ့ရွေးကောက်ပွဲဟာအတူရောင်သာဖြစ်တယ်လို့ဆိုပါတယ်ဥပဒေကြောင်းအရတရားမဝင်တဲ့ရွေးကောက်ပွဲနဲ့လွတ်လပ်မှုနဲ့တရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲဟာအတူရောင်သာဖြစ်တယ်လို့ KNU ကထောက်ပြပါတယ်ဒါအပြင်ပြည်သူလူထုဆန္ဒမပါပြည်သူလူထုသဘောထားနဲ့ကိုက်ညီမှုမရှိတဲ့ရွေးကောက်ပွဲဟာ အတူရောင်ဖြစ်တယ်လို့စစ်မှန်တဲ့နိုင်ငံရေးဖြည့်ရှင်းချက်မဟုတ်တာကြောင့်အတူရောင်သာဖြစ်တယ်လို့အသိပေးထားပါတယ်ရှင်။အခုဆက်လက်ပြီးကလေးတိုင်းဟာဘေးကင်းလုံခြုံမှုနဲ့ထိုက်တန်တယ်လို့ပညာရေးရရှိဖို့လည်းထိုက်တန်ပါတယ်လို့ EU နဲ့ပြည်ရင်ပြောကြားတဲ့သတင်းကိုတင်ပြပေးပါမယ်။ဒီနေ့နိုဝင်ဘာလ20ရက်နေ့မှာကြာရောက်တဲ့ကမ္ဘာကလေးများနေ့မှာကလေးတိုင်းဟာဘေးကင်းလုံခြုံမှုနဲ့ထိုက်တန်တယ်လို့ပညာရေးရရှိဖို့လည်းထိုက်တန်ပါတယ်လို့ EU နဲ့ Britain တို့ကထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒီနေ့ဟာကလေးတငယ်ခွင့်ရေးဆိုင်ရာသဘောတူညီချက်စာချုပ်ရဲ့36နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်တယ်လို့ EU ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ကလေးတငယ်ခွင့်ရေးဆိုင်ရာသဘောတူညီချက်စာချုပ်ဟာကလေးတိုင်းဂုဏ်သိက္ခာရှိစွာပညာသင်ယူနိုင်ရေးကြီးပြင်းလာစေရေးနဲ့ဖွံ့ဖြိုးတိုးတက်စေရေးကိုအာမခံချက်ပေးတဲ့ကမ္ဘာလုံးဆိုင်ရာကတိကဝတ်တစ်ခုလည်းဖြစ်ပါတယ်လို့သိရပါတယ်။ ကမ္ဘာကလေးများနေမှာကလေးငယ်တွေရဲ့အတန်ကိုဂုံပြုဖို့နဲ့ကလေးငယ်အခွင့်အရေးကိုမြှင့်တင်ပြီးကာကွယ်စောင့်ရှောက်ပေးဖို့ဆိုတဲ့ဂရုကဝတ်တွေကိုထပ်လောင်းအတည်ပြုဖို့အတွက်ဥရောပသမဂ္ဂအနေနဲ့ UNICEF ရဲ့ My Day My Rights ဆိုတဲ့ကျွန်ုပ်တို့နေ့ကျွန်ုပ်တို့အခွင့်အရေးလှုံ့ဆော်မှုမှာဂုံယူစွာပါဝင်လိုက်တဲ့အကြောင်းလေးအယူကအသိပေးထားပါတယ်။ ဥရောပသမဂ္ဂနဲ့ UNICEF တို့ဟာဖင်လန်နိုင်ငံနဲ့ DFAT တို့ရဲ့ပံ့ပိုးမှုနဲ့မြန်မာနိုင်ငံတဝမ်းမှာရှိတဲ့ကလေးငယ်၄သိန်းခွဲအတွက်တို့ရဲ့ကြီးထွားဖွံ့ဖြိုးမှု၊ကျန်းမာပျော်ရွှင်မှုနဲ့စွမ်းရည်တွေကိုအပြည့်အဝရရှိစေဖို့ပြိုးထောင်ပေးထားပြီးဘေးကင်းလုံခြုံမှုနဲ့အထောက်ပံ့ပေးနိုင်တဲ့ပတ်ဝန်းကျင်တွေမှာပညာရေးနဲ့သင်ယူမှုအခွင့်အလမ်းတွေရရှိနိုင်ဖို့ဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။ ဒီလိုလှုပ်ဆောင်တာကိုဒေသခံအတိုင်းအဝန်အနေနဲ့လက်တွဲလှုပ်ဆောင်နေတာဖြစ်ပြီးမိဖက်အဖွဲ့အစည်းတွေအနေနဲ့ကလေးတငယ်တိုင်းအကောင်းဆုံးကြီးပြင်းလာပြီးတောက်ပတဲ့အနာဂတ်ကိုပုံဖော်နိုင်မဲ့အခွင့်အရေးတွေရရှိစေရေးသေချာစေဖို့လှုပ်ဆောင်နေတယ်လို့လည်းအသိပေးထားပါတယ်။အလားတူရန်ကုန်မြို့တော်မှာရှိတဲ့ brain တန်ရုံအနေနဲ့ကမ္ဘာကလေးများနေမှာမိဖက်အဖွဲ့အစည်းဖြစ်တဲ့ UNICEF နဲ့မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ကလေးငယ်တွေနဲ့အတူရပ်တည်နေတဲ့အကြောင်းထုတ်ပြန်ထားပါတယ်။လုံခြုံပြီးကျန်းမာတဲ့ဘဝဟာကလေးတိုင်းရဲ့ရပိုင်권ဖြစ်ပါတယ်။ ကလေးငယ်တိုင်းပညာရေးအခွင့်အလမ်း၊ကျန်းမာရေးအဆောင်အရှောင်းအာဟာရနဲ့အကာအကွယ်တွေရရှိပြီးကျန်းမာရေးပတ်ဝန်းကျင်မှာရှင်သန်နေထိုင်နိုင်ရေးကူညီထောက်ပံ့ပေးဖို့ကတိကဝတ်ပြုထားတယ်လို့ရန်ကုန်မြို့တော်မှာရှိတဲ့ Britain တန်ယုံကထုတ်ပြန်ထားပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ကို Rangoon Warriors PDF တရင်အဖြစ်ပြောင်းလဲဖွဲ့စည်းလိုက်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ 2024ခုနှစ်ဖေဖော်ဝါရီလ5ရက်နေ့ကစတင်ဖွဲ့စည်းခဲ့တဲ့ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့1ကိုအခုခါမှဆက်စင်ရေးလိုအပ်ချက်အရအထူးတိုင်းစစ်ဌာနချုပ်ရဲ့ကုကဲမှုအောက်ရှိ Rangoon Warriors PDF တရင်အဖြစ်ပြောင်းလဲဖွဲ့စည်းတာဝန်ထမ်းဆောင်သွားမှာဖြစ်တဲ့အကြောင်းတပ်ဖွဲ့ကနိုမလာ20ရက်နေ့မှာထုတ်ပြန်ကြေညာပါတယ်။ရန်ကုန်တိုင်းပကဖတ်1ဟာဖွဲ့စည်းစဉ်ကတည်းကရန်ကုန်တိုင်းအတွင်းတိုက်ခိုက်ရေးတပ်ဖွဲ့အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးမဟာမိတ်တိုင်းဒေသတော်လှန်ရေးအဖွဲ့တွေ EAOs တော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းပြီးတိုက်ပွဲပေါင်းများစွာဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အပြင် ခမရ9ကိုရှိတရင်ဌာနချုပ်သိမ်းတိုက်ပွဲမှာလည်းပါဝင်တိုက်ခတ်ခဲ့တဲ့တပ်ဖွဲ့ဖြစ်တယ်လို့ဖော်ပြထားပါတယ်။အခုခါတရင်ဖြစ်ပြောင်းလဲဖွဲ့စည်းမှုကိုစီစစ်ဆဲဖြစ်ပေမဲ့အထူးတိုင်းစစ်ဌာနချုပ်ရဲ့ကုကဲမှုနဲ့တာဝန်တွေကိုဆက်လက်ထမ်းဆောင်လျက်ရှိပြီးယနေ့မှစ၍တပ်ဖွဲ့ဤ Facebook စာမျက်နှာတွေလှုပ်ရှားမှုတွေအားလုံးကို Rangoon Warriors PDF အမည်နဲ့သာဆက်လက်ထုတ်ပြန်သွားမှာဖြစ်တဲ့အကြောင်းအသိပေးထားပါတယ်ရှင်။ဒီနေ့တင်ပြပေးခဲ့တဲ့သတင်းလေးကိုတော့ MCDN သတင်းတောက်တွေဖြစ်ကြတဲ့ကိုသစ်လူလေးနဲ့ခါရှယ်ရူကပေးပို့ထားတာဖြစ်ပါတယ်ရှင်။